အားလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း23ပဲဖြစ်ပါတယ်ဇလန်းလေးမစတဲ့ပြင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပြီးကိုမြတ်တာရက်ခံနေပါတယ်ဇလန်းအစမှာတော့စူးရန်ကရန်ခိုင်းကို တွဲထားတော့ငုံချက်စိတ်တဲ့မလာလို့ဒေါသစိတ်တွေထွက်နေခဲ့ပါတယ်အစမ်းတပဲခိုင်းရုံပေါ်အဆင့်3ပဲရှိသေးပြီးအတုံးမကြတဲ့သူကိုဗာကြီးကြိုက်တာလဲလို့စူးရန်ကိုအပြစ်တင်ဝေဖန်ပြောဆိုလိုက်ပါတယ် ါကငါကိစ္စနင့်ပူမပါဘူးလို့ဆူရံလဲပြန်ပြောလိုက်ပါတယ်။ဂိုင်းသူဟုမိမိချင်းအချစ်ဆိုတဲ့စကားစုကိုတီလာလို့ပြောကရခိုင်လဲဝယ်ခနဲ့လိုက်ပါတယ်။ဟုံချန်လဲဒေါသထွက်သွားခဲ့ပြီးရခိုင်ကိုလည်းအမိုက်ကောင်ပါဇက်ပိတ်ထားလို့ပြောလိုက်ပါတယ်။ငါမင်းရွယ်တုန်းကချီဆွေပုံရောက်နေပြီးမင်းကခိုင်းယုံမို့အဆင့်တုံးပဲရှိတယ်။ငါကအခုလေးရပုံအထုအထိတ်မှငါတို့ကြဘုံနဲ့ဘုံနဲ့၆ဆင့်กว่าတယ်။မင်းကကိုရှင်းနိုင်လို့လားလို့ပြောကစိန်ခေါ်လိုက်ပါတယ်။ ရန်ခိုင်လည်းအကူကြီးစောက်ကြီးတင်တယ်လို့ပြောကပြန်ချေပါလိုက်ပါတယ်။စူးရန်လည်းတရားစီရင်ရေးခန်းမရဲ့ကျေးဇူးနဲ့သူတရားအပြည့်အဝရထားလို့ငါသူ့ကိုကူပေးရမယ်။လမ်းဖယ်ပေးဖို့ဘုံချန်းကိုပြောလိုက်ပါတယ်။ဘုံချန်းလည်းဒေါသလည်းထွက်ရှက်တဲ့ရှက်လာတော့ဒီနေ့ဘသူမှမသွားရဘူးပြောကတရားစီရင်ရေးခန်းမတပည့်တွေကိုဝိုင်းထားဖို့အမိန့်ပေးလိုက်ပါတော့တယ်။နောက်တစ်ခမ်းမှာတော့စုမူကသူပြောတာတွေကအမှန်ပါဆိုပြီးအကြီးအကဲတွေကိုတင်ပြနေခဲ့ပါတယ် ဝေကျွမ်းကလည်းမမှန်ဘူးလို့ညင်းကရန်ခိုင်းကလိုဝလက်နဲ့ကင်တာပြီးသူ့ကိုတက်ဖို့လုပ်နေတာအတိသာကြီးတို့ပြန်လည်ခြေပါနေခဲ့ပါတယ်အကြီးကဲတစ်ကလည်းစုံစမ်းမိမျက်နာပြီးပြီးဘလို့မြင်ကြလဲလို့အကြီးကဲတွေကိုမေးလိုက်ပါတယ်အကြီးကဲနှစ်ကလည်းဝေကျွမ်းကခွန်အားမလုံလောက်လို့ရှုံးတာဘသူ့ကိုအပြစ်တင်ရမလဲလို့ပြန်မေးလိုက်ပါတယ်ဂိုင်းစီမြေအယတပည့်တွေကြားစိန်ခေါ်ပွဲမှာရန်ခိုင်းဟာလိုဝလက်နဲ့ကင်ဆောင်ပြီးဝေကျွမ်းရဲ့ ခန်းစစ်လို့ဝက်ယန္တနာကိုခွဲလိုက်တဲ့စီကံချိုးပေါက်တာထင်ရှားတယ်အပြစ်ပေးတင်တယ်လို့တရားစီရင်ခန်းမှအကြီးကကပြန်ချေပါခဲ့ပါတယ်စုမှုနယ်တော့ကဝေကျွမ်းခန်းစစ်ယန္တနာကိုဝေထားတာကြတော့ရောဒါလည်းဂိုင်းစီကံချိုးပေါက်တာပဲမလားဒါကူရောဘလူရှင်းပြမလဲလို့ကြီးကဲနစ်ကလည်းပြန်ပြောလိုက်ပါတယ်ကြီးကဲတွေလည်းစကားတွေအခြေတင်ဖြစ်နေကြပြီးအကြီးကဲနစ်လည်းငါ့ကိုငါအာများမှတ်လီလာလို့တဲ့လူပြောတော့မှာပဲဝေကျွမ်းလည်းပြပြတက်တက်လည်းစုမှုကိုတောင်းပန်ပါတော့တယ် ကြီးကဲနှစ်လဲဒါကြောင့်အရန်တင်းမှလို့မရတော့ပါဘူးကြီးကဲတစ်လဲဝီချန်းမားတယ်ထားတော့ဒါပေမဲ့ရန်ခိုင်အမားကပူကြီးတယ်မော်လက်နဲ့ကန်ဆောင်နေဝီချန်းအသက်ခံရလူမျိုးမျိုးဖြစ်တယ်ဒါကြောင့်ပြင်းပြင်းထန်ထန်အတိပေးရမယ်နောက်လူတွေလည်းဥပမာအနေနဲ့လို့ပြောလိုက်ပါတယ်အကြီးကဲတွေကလည်းထောက်ခံခဲ့ကြပါတယ်ဒါပေမဲ့စီကန်းဖောက်တာကနှစ်ယောက်စလုံးမလို့ရန်ခိုင်ကိုပဲအပြစ်ပေးမှာကိုအကြီးကဲနှစ်ကသဘောမတူဘူးဖြစ်နေခဲ့ပါတယ် ရန်ခိုင်သားကင်ပြီးဒူတက်မှုရည်ရွယ်တာကအပြစ်ပိုကြီးရဲ့လို့အကြီးကဲတစ်ကလည်းယူဆနေခဲ့ပါဗျ။တရားစီရင်ရေးခန်းမကသူ့ကိုယ်ပေါ်မှာရှာတော့ဘာလန်းနမရှာမလို့ခဲ့ပါဘူး။သူရညီကို မေးချိန်ထုံးနေခဲ့တာလားလို့မေးခွန်းတွေပြန်ထုတ်နေခဲ့ပါဗျ။ဘူးဒီရှာတာတော့မတွေ့ဘူး။ဒါပေမဲ့အားလုံးကမျက်မြင်ကိုယ်တွေ့နေလိုက်တယ်။ရန်ခိုင်လက်ထက်တွင်းနီအောင်သားကင်သားတွေလို့ပြန်ဖြေလိုက်ပါဗျ။တိုင်းပညာတတ်တဲ့လူတိုင်းသိတယ်။ဘရော့ဆင်ဆွမ်းရင်ပြေဝရင်လည်းလည်းတစ်ခုစူးစီးပုံဖော်နိုင်ခြင်းရှိပါတယ်။ ဒါကြောင့်ပေါ်လက်နဲ့ကန်ဆောင်တာမဟုတ်ဘူးလို့အကြီးကဲနဲ့လည်းတံပြောလိုက်ပါတယ်။တကယ်တော့ခါးသားဖြစ်နေခဲ့ပါတယ်။စစ်မှန်တဲ့လွန်ပုံရောက်တဲ့သူတွေမှာအနှစ်သာရလက်နဲ့တခုပုံဖော်နိုင်မှာပါ။အကြီးကဲတွေရဲ့အခြေအနေတွေကတင်းမာလာနေခဲ့ပါပြီ။အကြီးကဲတိတို့ကလည်းအလျှော်ပြရဖို့များနေခဲ့ပါတယ်။အဲဒီအချိန်တပည့်သားတယောက်ရောက်လာခဲ့ပြီးသစ်တော်ထောင်ကိုဖောက်ပြီးအကျဉ်းသားတွေကိုကယ်ထုတ်ပြီးအခုဟုန်ချန်နဲ့ထိတိုက်တွေ့နေပြီလို့ပြောလိုက်ပါတယ်။အကြီးကဲတိကလည်း ဘသူလဲလို့မေးတဲ့ချိန်မှာစူးရံလို့ကြားလိုက်တာနဲ့အလဲပြောင်းဖြစ်သွားတာအကြီးကဲနဲ့လည်းအလျှော်ပေးလိုက်ရပါလေစူးမှုလဲရန်ခိုင်းကသူ့အတက်ကိုပယ်ထားတော့သူ့အဖိုးကိုစောရကတက်ပေမဲ့အချိန်တွေကမရတော့ပါဘူးရန်ခိုင်းကိုခိုင်းကနေမောင်းထုတ်ပြီးစူးရံကိုပထမဆုံးအမမလို့နောက်ဆုံးအချိန်တွေနဲ့ခွင်လွတ်တယ်လို့အကြီးကဲတက်လည်းအမေးချလိုက်ပြီးအခုသွားပြောခိုင်းလိုက်ပါတယ်တပည့်သားလဲထွက်သွားပြီးခဏနေမှောက်ရက်လေးပြန်ရောက်လာခဲ့ပါလေအဖိုးမိုးရောက်လာပြီး ခိုင်းချုပ်ရဲ့ဆွဲပြားမှုပြကခိုင်းချုပ်ရဲ့တရင်စကားပါတယ်မင်းတို့လူကြီးတွေကလေးတွေကိစ္စဝင်မပါသေးဘူးရန်ခိုင်းလဲခိုင်းယုံမုံရောက်နေပြီဆိုတော့ပုံမှန်တဲ့ဘက်လို့ကိုပြောကထွက်သွားပါတော့လေအကြီးကဲနှစ်တို့လည်းထွက်လာခဲ့ပြီးသူလည်းခိုင်းချုပ်ပြောတဲ့အတိုင်းအမိန့်ချလိုက်ပြီးဝီကျွန်းတို့ကိုလည်းထွက်သွားဖို့ပြောလိုက်ပါတယ်ထို့နောက်အကြီးကဲတိတို့လည်းဂိုင်းချုပ်ကသူတို့ကိုစောက်ကြည့်နေတာဖြစ်နိုင်တယ် နောက်လုံးမဲ့လှူရှားမှုတွေကိုပုံစံတည်ထားရမယ်လို့ပြောကာ၃ယောက်သာတိုင်ပင်ပြီးကြံနေခဲ့ပါတော့လေ။တစ်ဖက်မှာလည်းအချိန်တွေကတင်းမာနေခဲ့ပါဗျ။အဲ့အချိန်မှာအကြီးကအမိတ်ပါတယ်ဆိုတဲ့လူတယောက်အပြေးလွှားရောက်လာပါတယ်။ထို့နောက်သူတို့ကိုလှုပ်ပေးပြီးဒီကိစ္စဒီမာနေပြီးဘယ်သူမှနိုင်မတုတ်ပြန်ရဘူး။မဟုတ်ရင်ဂိုင်းအစ်စ်တန်ရင်ဆိုင်ရမယ်လို့ပြောလိုက်ပါတယ်။ တို့ကြောင့်ရှန်ဟုတ်ချန်လည်းဘာမှမလုပ်နိုင်တော့ဘူး။ဥနာကလေးကရန်ခိုင်းကိုရှင်းလိုက်ရမှလို့တွေးကနောင်လာရနေခဲ့ပါတော့တယ်။ရန်ခိုင်းတို့လည်းထွက်သွားပါတော့တယ်။